ကလေးတွေစိတ်လုံခြုံတယ်လို့ခံစားရစီတဲ့မိခင်တယောက်ရဲ့လက္ခဏာ၁၀ခုအမားတွေကိုချက်ချင်းပြင်ဆင်ဖို့မကြိုးစားဘဲအရင်ဆုံးကလေးပြောသမျှကိုအာယုံစုဆိုင်ပြီးနားထောင်ပြီးတက်သူကိုမားတဲ့အခါတိုင်းမှာလဲစိတ်ရင်းနဲ့ဝန်ခံတောင်းပန်တက်သူအပြစ်ရှိတယ်လို့မခံစားရဘဲကိုယ့်ရဲ့ကိုယ်ပိုင်အနာချိန်အနေကိုလည်းဦးစားပေးတက်သူ ကိုစိတ်မကြည်လို့ဆိုပြီးကလေးတွေကိုအပြစ်တင်ရမလုပ်ပဲကိုရဲ့စိတ်ခံစားချက်တွေကို ကိုတိုင်တာဝန်ယူတတ်သူရူရှင်းပြတ်သားပြီးတော့ကျင်နာတဲ့စီမင်းစည်းကမ်းတွေကိုချမှတ်ပေးတတ်သူကလေးရိစီကနဲ့ကိုမြင်ကျင်တဲ့အပြုမှုခေါင်းတွေကိုကိုတိုင်လက်တွေ့လှုပ်ပြတတ်ပြီးစံနမူနာပြတတ်သူကလေးတွေရဲ့အောင်မြင်မှုတွေကိုသာမကထူးခြားတဲ့ပင်ကိုယ်စရိုက်လက္ခဏာတွေကိုပါချီးတူပေးတတ်သူ ကလေးတွေရဲ့ခံစားချက်အလုံးကိုဘေးကင်းလုံခြုံစွာ ဖော်ထုတ်ပြောဆိုတာမျိုးတွေကိုခွင့်ပြုတတ်သူကြီးမားတဲ့ခံစားချက်တွေနဲ့ရုန်းကန်နေတဲ့အခါမှာခံစားချက်တွေကိုအတိမတ်ပြုပေးတတ်သူကလေးတွေအတွက်လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးတတ်သူပဲဖြစ်ပါတယ်